န်နွေဦးခရိုနီကယ်နိုဝင်ဘာ29မြင်ကွင်းမိုးကုန်းနဲ့မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေထွက်ခွာ2029အလွန်မဟာဗျူဟာအော်တိုဘာလနောက်ပိုင်းက DNL နဲ့စစ်ကော်မရှင်တပ်တို့ကြားသဘောတူခဲ့တဲ့အပြစ်ရမှုသဘောတူညီမှုအရနိုဝင်ဘာလကုန်မှာစစ်ကော်မရှင်လက်ထက်ပြန်လွှဲအပ်ပေးရမယ်မိုးကုန်းနဲ့မိုးမိတ်မြို့တွေထဲက PDF တပ်ဖွဲ့တွေထွက်ခွာကုန်ပြီလို့မန္တလေးတိုင်းနဲ့ရှမ်းမြောက်ဒေသသတင်းတွေကိုအထူးပြုဖော်ပြနေတဲ့သတင်းဌာနတွေကဖော်ပြထားကြပါတယ်။ DNL နဲ့မာမိတ်ဖွဲ့ကဒီမျိုးတွေကိုသိမ်းယူတဲ့မျိုးသိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့ကြတဲ့ PDF ဖွဲ့တွေအဖို့၎င်းတို့ပါဝင်တိုက်ခိုက်ထားတဲ့မျိုးတွေကိုအာဏာသိမ်းစစ်တပ်လက်ထက်ပြန်လည်လွှတ်အပ်ပေးလိုက်ရမယ်ဖြစ်ကလက်ခံဖို့ခက်ခဲပြီးအော်တိုဘာလကုန်ပိုင်းမှာတော့စစ်ကော်မရှင်တပ်တွေအဝင်မခံပဲခုခံကာကွယ်သွားမယ်လို့ PDF တပ်ဖွဲ့ဖြစ်တဲ့မိုးကုတ်ဗျူဟာဖွဲ့တို့ကကြေညာခဲ့ကြတာပါဒါပေမဲ့ဒီမျိုးတွေကိုဥဆောင်ထိန်းချုပ်ထားတဲ့ DNL အနေနဲ့စစ်ကော်မရှင်တပ်ကိုလုံခြုံရေးပေးကမျိုးရဲခေါ်သွင်းရမယ်သဘောတူညီမှုရှိထားပြီးဖြစ်တာကြောင့် DNA နဲ့မဟာမိတ်ဆက်ဆံရေးမပြတ်ရအောင်အခုလိုမျိုးကနေထွက်ခွာပြေးလိုက်ကြရတဲ့အနေအထားဖြစ်ပါတယ်။ MDY PDF ဖွဲ့နဲ့အခြားသော PDF ဖွဲ့တွေအနေနဲ့မိုးကုံမြို့ကိုတနက်တစ်ချက်မဖောက်ရဘဲပြန်လည်လွှဲပြောင်းပေးခဲ့ရတဲ့အခြေအနေက၎င်းတို့ကိုထောက်ခံတဲ့လူလူရဲ့ယုံကြည်မှုကိုဆုံးရှုံးရတဲ့အခြေအနေလည်းဖြစ်ပါတယ်။နောင်ချိုကြောင်မဲနဲ့တီဘောမြို့သုံးမြို့ကိုလာနေငယ်အတွင်းလက်လွတ်ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာ DNA အနေနဲ့အပြစ်ရဆဲဖို့နဲ့မြို့နှမြို့ကိုပြန်လွှဲပေးဖို့သဘောတူခဲ့ရတာဖြစ်ပါတယ်။ TNL အနေနဲ့စစ်တပ်နဲ့အပြည့်ရဲဆဲဖို့ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းအဖြစ်လေကြောင်းတိုက်ခတ်မှုနဲ့တရုတ်နိုင်ငံရဲ့ဖိအားဆိုတဲ့အချက်နှစ်ချက်ကိုဇောင်းပေးပြောဆိုတာတွေ့ရပါတယ်။လေကြောင်းတိုက်ခတ်မှုတွေကအခုပြန်လွှဲပြောင်းပေးရမယ်မျိုးတွေပါဝင် TNL ထိန်းချုပ်ထားတဲ့တောင်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတွေကနမ်တူနမ်ဆန်တို့လိုမျိုးတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံရဲ့ဖိအားဆိုတဲ့အချက်ကဘယ်လိုကိစ္စရပ်တွေပေါ်ဖိအားပေးသလဲဆိုတာရှင်းရှင်းလင်းလင်းမသိကြရပါဘူး။တရုတ်နိုင်ငံနေနဲ့ ဂိုကန်ဒေတာကိုပေးတဲ့ဖီးယားနဲ့တန်းဒေတာကိုပေးတဲ့ဖီးယားတို့ရဲ့တက်ရောက်မှုချင်းမတူညီနိုင်တာတွေ့ရမှာဖြစ်ပါတယ်။ဂိုကန်ဒေတာအနေနဲ့ရိတ်ခါလူသုံးကုန်အစရှိတဲ့ကုန်ပစ္စည်းတွေနဲ့ဂိုကန်လက်လက်ကိုင်းအဖွဲ့ခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေအတွက်ဒီဥနိုင်ငံကိုကြီးကြီးမားမားမှီခိုနေရပေမဲ့တန်းဒေတာအဖို့ရိတ်ခါလက်နက်ခဲရန်စတာတွေအတွက်ဒီဥနိုင်ငံကိုကြီးကြီးမားမားမှီခိုနေရတဲ့လက္ခဏာမတွေ့ရပါဘူး။အချက်တစ်ချက်ကတော့ အပြစ်ခတ်ရက်စဲမှုသဘောတူညီမှုမရခင်လာပိုင်းလိုမှာ UWSC အနေနဲ့မာမီလက်နက်ကိုင်ဖွဲ့တွေကိုလက်နက်ခဲရတဲ့ငွေကြေးအကူအညီပေးနိုင်မှာမဟုတ်တော့ကြောင်းလူသိချင်းကြားဖိတ်ခေါ်အသိပေးခဲ့တာဖြစ်ပါတယ်။ TNL အနေနဲ့ဒီအကြောင်းချက်တွေဖိအားတွေကြောင်းစစ်တပ်နဲ့အပြစ်ခတ်ရက်ပြီးမြို့နှစ်မြို့ပြန်လွှဲပေးလိုက်ရတဲ့ခြေအနေကစစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေကြားနိုင်ငံရေးအရာရောစီရေးအရာပါပူပေါင်းဆောင်ရွက်မှုကိုထိခိုက်စေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ DNL အပြည့်ရမှုမတိုင်ခင် ကိုကံလက်နက်ကိုင်းအဖွဲ့ MNDA နဲ့စစ်တပ်အကြားအပြစ်ရပြီးလာရှုံမြို့ကိုပြန်လွှဲပေးစဉ်ကလေးက2029ဆက်စင်ရီတုန်းကရထားတဲ့ပူးပေါင်းဆောင်ရွက်မှုကအတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့ပြီးဖြစ်ပါတယ်။အညာဒေသက PDF တွေ၊ KND နဲ့ရှမ်းတောင်ဘက်က PDF တပ်ဖွဲ့တွေရဲ့2029ဆက်စင်ရီမှာပူးပေါင်းပါဝင်မှုတွေမာမိတ်ဖြစ်တဲ့ပူးပေါင်းတိုက်ခိုက်မှုတွေတံပိုးဖြတ်ခံရတဲ့သပွဲမျက်ကွယ်ပြုခံရတဲ့သပွဲဝေဖန်မှုတွေရှိနေကြတာဖြစ်ပြီး ရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေရဲ့ရည်မှန်းချက်ပန်းနိုင်နဲ့အခြားသောဒေသကတော်လိုင်းလက်နက်ကိုင်အင်အားစုတွေရဲ့ရည်မှန်းချက်ပန်းနိုင်ကတထက်ထဲကြမနေတဲ့ခံစားမှုအမြင်တွေထွက်ပေါ်လာစေခဲ့တာဖြစ်ပါလေ။ဒါကကိုကံလက်နက်ကိုင်အဖွဲ့နဲ့စစ်တပ်အကြားပြည့်ညက်ပြီးတဲ့နောက်ပေါ်ထွက်လာတဲ့အမြင်တွေဝေမျက်မှုတွေကဒုတိယမြောက် TNL နဲ့စစ်တပ်အပြည့်ရဲ့သဘောတူညီမှုပေါ်ထွက်ပြီးမှပုံမှန်ကျေပြန့်လာခဲ့တာတွေ့ရမှာဖြစ်ပါလေ။ DNL လက်နက်ကိုင်ဖွဲ့အနေနဲ့ PTF မားမိတ်ဖွဲ့တွေကိုပွန့်ပွန့်လင်းလင်းပြောဆိုတိုင်ပင်ခြင်းမရှိတာကတနည်းအားဖြင့်မားမိတ်ဆက်ဆံရေးကိုတံပိုးမထားတဲ့သဘောယူဆမှုတွေဖြစ်ပေါ်စေပါတယ်။2023ခုနှစ်ကစတင်တဲ့10/29ဆက်ဆံရေးတွေပြီးတဲ့နောက်တနည်းကြော်ကြမှာရှမ်းမြောက်ဒေသကရောင်ပန်းညီတော်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့စစ်တပ်နဲ့အပြစ်ရသဘောတူညီမှုပြီးမှတော်လိုင်းအင်အားစုတွေအကြားပူးပေါင်းဆောင်ရွက်မှုပုံသဏ္ဍာန်ပြန်လည်ပုံဖော်ကြရမယ့်နေထားလဲဖြစ်နေပါတယ်။ဒီုံနိုင်ငံရဲ့ဖိအားရှိနေတဲ့အချက်ကိုလည်း အခြေခံပေးထားချက်တရက်အဖြစ်ထည့်သွင်းစဉ်းစားကရှမ်းမြောင်ရှမ်းတောင်စကိုင်းမန္တလေးမကွေးတို့ပါဝင်တဲ့အညာဒေသမြောက်ပိုင်းကချင်ပြည်နယ်တို့ကိုစစ်ရေးမဟာဗျူဟာမဟာမိတ်ဖွဲ့စည်းမှုမဟာဗျူဟာစတဲ့ရှုထောင့်တွေကနေပြန်ချင်းကပ်ပုံပေါ်ကြရမယ်နေထားမျိုးဖြစ်လာနေတာပါဒီလိုပုံဖော်ရမှာအမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းမဟာမိတ်ညီနောင်ဖွဲ့ KIA စကိုင်းနယ်မကွေးတိုင်းတွေက NUG လက်အောက်ကမဟုတ်တဲ့လက်နက်ကိုင်ဖွဲ့တွေနဲ့ ရှမ်းတောင်၊ကရင်ပြည်စတဲ့ဒေသတွေကလက်နက်ကိုင်ဖွဲ့တွေအထူးကပါဝင်ပြီးဆွေးနွေးပုံဖော်ကြဖို့လိုအပ်လာနေပြီလို့ထင်မြင်မိပါတော့တယ်ခင်ဗျာ။ standing in every way. အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျာတာပရိနိကအင်ဖြူရောအနီးမှာပြစ်ခတ်ခံရတဲ့အမျိုးသားအဆောင်တက်တပ်ဖွဲ့ဝင်နှုတ်တွေကတဦးတည်ဆုံးသွားပြီလို့ပြောဆိုပါတယ်။တည်ဆုံးသွားသူဟာအသက်20အရွယ်ဆာရာဘက်စထရမ်ဖြစ်ပြီးသူနဲ့အတူပြစ်ခတ်ခံရတဲ့အသက်24နှစ်အရွယ်အန်ဒရိုးဝက်ကတော့အခုထိအသက်ရှင်ဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ သမရထရမ်ကဒီပြစ်ခတ်မှုဟာသမရဘိုင်ဒန်လက်ထက်ကလူမှုကြီးကြပ်ရေးအားနည်းချက်တွေကြောင်းလို့အပြစ်တင်ခဲ့ပြီးဒုက္ခသည်ဖြစ်ဝေခွင့်ပြုထားတဲ့အာဖဂန်တွေရဲ့အမှုတွေအားလုံးကိုအသေးစားပြန်စစ်ဆေးဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့ကပြစ်ခတ်မှုကိုအကြမ်းဖက်မှုစုံဆိုင်ရေးအဖြစ်ဆက်လက်လှုံ့ဆော်နေပြီး FBI ကနေရာပေါင်းများစွာမှဝင်ရောက်ရှာဖွေနေပါတယ်။ Washington DC ရှိနေချုပ် Janice Biro က တန်ဒီယာရှိသူရမန်နလာဟက်စကောဟာတက်29နှစ်အရွယ်အာဖဂန်တူလို့ခေါ်ထုတ်ထားပါတယ်။သူကဘိုင်တန်လက်ထက်ကအာဖဂန်နစ္စတန်ကနေအမေရိကန်တွေဆုတ်ခွာပြီးနောက်မှာမဟာမိတ်ကျူဆိုရဲ့အစီအစဉ်နဲ့ဝင်လာခဲ့သူဖြစ်ပါတယ်။ဝါရှင်တန်ပြည်နယ်ဘယ်လင်ဟမ်မှာဇနီးနဲ့ကလေး9ယောက်နဲ့နေထိုင်ပါတယ်။ကျမတို့လာဝကနဲ့ FBI တို့နဲ့ပူးပေါင်းပြီးသူ့ရဲ့လူမှုမှတ်တမ်းနဲ့စစ်ဆေးလုပ်ငန်းကိုပြန်လည်စစ်ဆေးနေပါတယ်လို့ပြောဆိုပါတယ်။ လက်ဟောင်းဝန်ဟာ CIA ကနောက်ခံခဲ့တဲ့ အာဖဂန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး2021မှာပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ဝင်လာခဲ့သူလို့အာနာပိုင်တွေကပြောပါတယ်။ Writer သတင်းဌာနကရရှိထားတဲ့အစိုးရအချက်လက်တွေအရသူ့ကိုသမ္မတ Trump နဲ့ထက်တင်းတက်ချဲမှာဒုက္ခသည်အဖြစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။မဟာမိတ်ချုပ်ဆိုရဲ့အစီအစဉ်အရအာဖဂန်ခုနှစ်တောင်းကျော်အမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်ရခဲ့ပြီးအလင်းစလိုကေထုံးမှုကြီးလို့ဖြစ်ခဲ့တာကြောင့် စစ်စီရေလုပ်ငန်းတွေမှာနောက်ခံစစ်ဆေးမှုတွေမလုံလောက်ခဲ့ဘူးလို့ဝေဖန်ကြပါတယ်သမရဘိုင်ဒန်လက်ထက်မှာလုံလောက်တဲ့စစ်ဆင်မှုမရှိဘဲဝင်လာသူအာဖဂန်ထောင်ပေါင်းများစွာလည်းကတယောက်လို့သမရရောပြီးတော့ပါဆွဆဲခဲ့ပေမဲ့ သမရပိုင်တာအစိုးရအပြစ်ရှိတယ်ဆိုတဲ့အထောက်ထားတစုံတရာတော့မပြခဲ့ပါဘူးအမျိုးသားအဆောင်တက်တပ်ဖွဲ့ဝင်တဦးသိဆုံးသွားပြီးနောက်မှာသမရထရမ့်ကကျွန်တော်တို့အစိုးရကတတိယနိုင်ငံတွေကလူမှုကိုအပြစ်ပိုင်ရဆိုင်သွားမယ်လို့သူ့ရဲ့ထရလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ဒါဟာအမေရိကန်စနစ်ပြန်လည်ထူထောင်နိုင်ဖို့ဖြစ်တယ်လို့လဲထရမ့်ကပြောဆိုပါတယ်ရှင် ဟောင်ကောင်မှာနှစ်80နီးပါအဆိုးရွားဆုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီးကြာသာပရိနှစ်မှာတော့မိသက်သမားတွေဟာဟောင်ဖတ်ကော့အထက်မြင့်အိမ်ယာမှာအခန်းတွေကိုတခန်းချင်းရှာဖွေစစ်ဆေးနေကြပါတယ်။တောက်ကြနေ့အထိလူ128ဦးထက်မနည်းသေဆုံးခဲ့ပြီးအများပြားလည်းပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အိမ်ယာဟာလူနေထူထပ်ပြီးမွမ်းမံပြုတ်ပြင်းမှုတွေလုံနေတဲ့အချိန်မိအလင်းမြန်ပြက်နှံလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အဆောက်အုံပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီရဲ့ဒါရိုက်တာ2ဦးနဲ့ တိုင်ပင်ခအင်ဂျင်နီယာတဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဘေးကင်းလုံခြုံမှုမရှိတဲ့ပစ္စည်းတွေအုံပြုခဲ့လို့လူသေဆေးမှုတန်တရားနဲ့ဖမ်းဆီးလိုက်တာပါ။ Deep Prestige Construction Company ကတော့မှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိသေးပါဘူး။ဟောင်ကောင်ရဲတပ်ဖွဲ့ကကုမ္ပဏီရုံးခန်းကိုစီနင်းရှာပွဲပြီးစာရွက်စာတမ်းတွေဝန်ထမ်းစီးနှင်အပြင်ကွန်ပျူတာတွေကိုပါသိမ်းဆီးခဲ့တယ်လို့အာနာပိုင်တွေကပြောပါတယ်။ ဟောင်ကောင်ရဲမှူးကြီးအိုင်လင်းချောင်ကတော့ကုမ္ပဏီရဲ့တာဝန်ရှိသူတွေဟာအလုံးမင်းပေါ်ဆခဲ့လို့ယုံကြည်ရတဲ့အကြောင်းရင်းတွေရှိပါတယ်။အဲဒါကြောင့်မိကထိန်းချုပ်မနိုင်ဖြစ်ခဲ့ပြီးတည်ဆုံတန်ရာရသူများပြားခဲ့ရတာပါလို့ပြောပါတယ်။ဗုဒ္ဓဟူးနေ့ကမိစတင်နောင်ကျွမ်းတဲ့နေရာမှာရိုက်ထားတဲ့ဗီဒီယိုတွေအဝန်ညာတွေနဲ့အစင်းရောင်ပိုက်ကွန်တွေ ကာယံထားတဲ့အဆောက်အုံတွေကိုမိတွေအလင်းမြန်ကူးဆက်ပြန့်နှံ့နေတာကိုတွေ့ရပါတယ်။ ဟောင်ကောင်မှာတော့ဂျီဝန်ငန်းတွေကိုဆယ်စုနှစ်များစွာကလေးကဝေးချက်အုံပြုံနေစေဖြစ်ပေမဲ့တရုတ်ပြည်မှကြီးမှာတော့ဒါဝန်ငင်းတွေတုံးဆွဲမှုကိုတဖြည်းဖြည်းရပ်ဆိုင်ပစ်ခဲ့ပါတယ်။မတ်လတုန်းကအစိုးရကစောက်လို့ရဲ့ contract စာချုပ်အစ်စ်တွေမှာ90ရာခိုင်နှုန်းကိုတန်ရန်အုံပြုံရမယ်လို့ပြောခဲ့ပါတယ်။ Excited ဘောကြီးကိုမိသက်သမားတွေကကျမတို့တိုက်မှာမိသိငယ်နေသေးတဲ့အချိန်မှာငင်းပြီးအထဲမှာရှိတဲ့သူအကုန်လုံးကိုအရင်ကဲထုတ်လိုက်လို့ရပါတယ်။ ခုထိကျမတို့တိုက်ကမီးလောင်နေတော့မယ်ကျမသမီးနဲ့ခင်မွန်းကတော့အပြင်ကိုမထွက်လာနိုင်သေးပါဘူးကျမအိမ်နီးချင်းရဲ့အမျိုးသားကတော့ဆုံးသွားပါပြီရက်ခုယုံမှာတော့မိသားစုဝင်တွေတန်းစီပြီးသူတို့ချစ်ရတဲ့သူတွေရဲ့ရုပ်အလောင်းကိုအတီးပြုတ်ရတဲ့ဝမ်းနည်းဖွယ်အလုပ်တွေကို လုပ်နေကြရပါပြီဒီအထက်မြင့်အင်ယာမှာတိုက်ခန်းပေါင်း2000ရှိပြီးလူဦးရေ4600ကျော်နေထိုင်ကြပါရဲ့ရှင်။ မချမ်းမြေစရာဒီပုံရိပ်တွေမှာပါလက်စတိုင်းအမျိုးသားနှုတ်မြေပြင်ပေါ်ဝင်နေပြီးအစ္စရေးတပ်ဖွဲ့တွေဝိုင်းထားတာကိုတွေ့ရပါတယ်။သူတို့ကလက်နက်ချအဖမ်းခံမဲ့ပုံပေါက်နေပေမဲ့အနီးကပ်ပစ်သက်ခံလိုက်ရတာပါ။ပါလက်စတိုင်းအာနာပိုင်တွေကတော့တေဆုံးသူတွေဟာအသက်26နှစ်အရွယ်အယ်မွန်တာဇာအဗ်ဒူလာနဲ့အသက်38နှစ်အရွယ်ယူဆာအဆာဆာတို့ဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ဂျနင်မြို့မှာပါလက်စတိုင်းလူငယ်နှစ်ဦးကိုယ်တိုင်လာရောက်ဖမ်းခံပြီးတာတောင်မှအစ္စရေးတပ်ဖွဲ့တွေကသူ့အေးအေးနဲ့ရဲရဲဆက်ဆက်တပ်ဖြတ်လိုက်တာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတရားလက်လွတ်တပ်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်လို့ပါလက်စတိုင်းအစိုးရကပြောပါတယ်။အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာတော့ဒီလူနှစ်ဦးဟာအလို့ရှိနေတဲ့စစ်သွေးကြွတွေဖြစ်ပြီးတပ်ဖွဲ့ဝင်တွေကိုပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ပစ်ပေါက်တာတနက်နဲ့ပစ်ခတ်တာတွေလုပ်ခဲ့လို့ဆိုထားပါတယ်။ဒီတပ်ဖြတ်မှုနဲ့ပတ်သက် သက်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့ Israel ဘက်ကပြောပါတယ်။ပြစ်ခတ်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေဟာစစ်တပ်နဲ့အတူတွဲဖက်လှုပ်ရှားလှည့်ရှိတဲ့အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့နေချားဆောင်ရဲတပ်ဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ရဲတပ်ဖွဲ့ကိုကြီးကြပ်ကွက်ကဲရတဲ့လက်ရာစွန်းရောက်အမျိုးသားလုံးခြုံရေးဝင်ကြီး Itama Bengvi ကတော့တပ်ဖွဲ့ဝင်တွေလှုပ်ဆောင်ခဲ့တာမှန်ကန်တယ်လို့ပြောဆိုခဲ့ပါတယ်။ဂျနင်မြုတ်ကအဆောက်အုံတစ်ခုထဲကနေထွက်လာတဲ့အလို့ရှိနေတဲ့အကြမ်းဖက်သမားတွေကိုပြစ်ခတ်ခဲ့တဲ့နေချားဆောင်တပ်ဖွဲ့ဝင်တွေနဲ့ IDF စစ်သည်တွေကိုကျွန် ော်တို့အပြည့်အဝထောက်ခံပါတယ်စစ်တီတွေဟာဖြစ်တင်ဖြစ်ထိုက်တဲ့အတိုင်းလုံဆောင်ခဲ့ကြတာပါအစမ်းဖက်သမားတွေကတော့တေကိုတေရမယ်လို့သူကပြောပါတယ်အောက်တိုဘာ9ရက်တိုက်ခိုက်မှုတွေနောက်ပိုင်းအစမ်းဖက်မှုတွေတိုးလာနေတဲ့ West Bank ဒေသမှာစစ်စင်ရေးတွေကြဲကြဲပြန့်ပြန့်လုံဆောင်နေချိန်အခုလိုတေဆုံးမှုဖြစ်ပွားခဲ့တာပါနိုင်ငံတကာကပြစ်တင်ရှုတ်ချနေပေမဲ့လည်းပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကိုနှိမ်နှင်းမဲ့စစ်စင်ရေးတွေကိုတိုးမြှင့်လုံဆောင်နေတယ်လို့ Israel ကပြောထားပါတယ်ရှင် န္ဒိုနီးရှားနိုင်ငံဆူမာထရာချွန်းမှာဖြစ်ပေါ်ခဲ့တဲ့ရုတ်တရက်ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်အနည်းဆုံးလူ134ဦးသေဆုံးခဲ့ပြီးတော့လူအများပြားလည်းပျောက်ဆုံးနေပါတယ်။ကယ်ဆယ်ရေးဝန်ထမ်းတွေဟာရုတ်အလောင်းတွေနဲ့အသက်ရှင်ကျန်ရစ်သူတွေကိုမြေချောင်းတွေထဲမှာရောရွာတွေကအပြက်စီးပုံတွေကြားထဲမှာပါလိုက်လံရှာဖွေနေကြပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်းမူတီထန်စွာရွာသွန်းခဲ့တာကြောင့်အင်္ဂါနေ့တုန်းကမြောက်စုမာဒရာပြည်နယ်ကမြစ်တွေရေရှမ်းတက်လာခဲ့တာပါဒီရေကြီးရေရှမ်းမှုဟာတောင်ဆောင်ကရွာတွေကိုဖျက်ကျော်စီးဆင်းသွားပြီးတော့လူတွေရေထဲမျောပါသွားခဲ့တယ်လို့နေအိမ်နဲ့အဆောက်အအုံထောင်ပေါင်းများစွာကိုလည်းရေနစ်မြုပ်စေခဲ့တာပါ ။ဒါကြောင့်လူထောင်ပေါင်းများစွာဟာဘေးလွတ်ရာကယ်ဆယ်ရေးစခန်းတွေကိုထွက်ပြေးတင်းရှောင်နေရပါတယ်။ဒေသခံတအူးကတော့စဖြစ်တဲ့အချိန်မှာကျမကလေးကိုတိတ်ဖို့လုပ်နေတာပါ။မနဲ့ကလေးကမအိပ်သေးလို့လေ။တမီးလေးကတခုခုကြိုတိနေသလားမပြောတတ်ပါဘူး။တမီးလေးကိုပွေထားတော့မှပဲရုတ်တရက်ဂျင်းကနေမြည်တဲ့အကျေကြီးကြားလိုက်ရပြီးတော့လူတွေအားလုံးအိမ်ပြင်ကိုပြေးထွက်ကုန်ကြပါတယ်။ကျမတို့လည်းဝပြူဆောင်ဘက်ကိုပြေးကြပြီးမယ်။ရေကအဲ့ဒီအထိလိုက်လာတာပါ။ဒါကြောင့်လေကွင်းတွေဘက်ကိုထွက်ပြေးခဲ့ရပါတယ်လို့ပြောပြပါတယ်။ စူမာထရာကပြည်နယ်တွေမှာနောက်တဲ့ရေကြီးမှုတွေဖြစ်လာနိုင်သေးတယ်လို့မူတီထန်စွာရွာသွန်းနိုင်တဲ့ NTA ကလည်းနောက်တစ်ပတ်အထိဆက်ရှိနေုံမယ်လို့မူလီဝတ္တဌာနကခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။